င်္ဂလာသက်တမ်း18နှစ်ပြည့်ပွဲလေးကိုဘာပကသနာမမပါပဲမိသားစုဝင်နေတဲ့သာပျော်ရွှင်စွာဆင်နွှဲခဲ့ကြတဲ့တရုတ်ဆောင်နန္ဒလိုင်နဲ့ဦးစီတီဟာမင်္ဂလာပါပရိသတ်ကြီးရေပြီးခဲ့တဲ့မေလ6ရက်နေ့လေးကတော့တရုတ်ဆောင်နန္ဒလိုင်တို့ဇနီးမောင်နှံနှစ်ယောက်ရေမင်္ဂလာသက်တမ်း18နှစ်ပြည့်နေလေးပဲဖြစ်ပါတယ်တရုတ်ဆောင်နန္ဒလိုင်နဲ့ဦးစီတီဟာတို့ဟာတရားကိုတရားချစ်ခင်ဆုံမတ်ခဲ့ကြတာကြောင့်လွန်ခဲ့တဲ့18နှစ်ကဘဝတစ်ခုကိုတူတူထူထောင်ချဖို့အတွက်မင်္ဂလာလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ် အခုဆိုရင်တော့မင်္ဂလာသက်တမ်း18နှစ်ပြည့်သွားခဲ့ပြီဖြစ်ပြီးတမိ3ရောက်ဖြစ်တဲ့တမိလေးဇေဝဒီလိုင်းဇေယဒီလိုင်းနဲ့ဇေမဒီလိုင်းဆိုပြီးတော့ချစ်စရာတမိလေး3ယောက်ကိုမွေးဖွားထားတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့မီလာ6ရက်နေ့လီမှာတော့မင်္ဂလာသက်တမ်း18နှစ်ပြည့်သွားခဲ့ပြီဖြစ်တာကြောင့်တေဦးဆောင်နန္ဒာလိုင်းနဲ့ဦးစီတီဟာတို့ဇနီးမောင်နှံ2ယောက်ကမိသားစုဝင်တွေနဲ့အတူပကတနာမပါတဲ့မင်္ဂလာညစာစားပွဲလေးကိုပျော်ရွှင်စွာနဲ့ကျင်းပခဲ့ကြတာလည်းဖြစ်ပါတယ်။အဆိုပါပွဲလေးမှာဆိုရင်တော့ ရောက်ဆောင်နန္နာလိုင်းရဲ့မောင်ဖြစ်သူစိန်ဖြိုးလိုင်းနဲ့ရေရီပွင့်ဖြူတို့ဇနီးမောင်နှံကလည်းမိသားစုဝင်တွေအနေနဲ့ဂုံယူစွာနဲ့တက်ရောက်ချင်းမြင်ပေးခဲ့ကြတာဖြစ်ပြီးစိန်ဖြိုးလိုင်းကကိုစင်နဲ့မလတ်တို့ရဲ့မင်္ဂလာသက်တမ်း18နှစ်ပြည့် family dinner လေးပါ happy anniversary ပါကိုစင်နဲ့မလတ်ဆိုပြီးတော့မင်္ဂလာဆုတောင်းစကားလေးပြောကြားထားတာလည်းဖြစ်ပါတယ်ဦးစေတီဟာကတော့ပြီးခဲ့တဲ့လပိုင်းအတွင်းကမှလူငယ်ချင်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာခဲ့တာကြောင့်မင်္ဂလာသက်တမ်း18နှစ်ပြည့်နေ့လေးကိုတော့ ဇနီးဖြစ်သူနန္နာလိုင်းနဲ့မိသားစုဝင်တွေရဲ့အနာမှာပျော်ရွှင်စွာနဲ့ပြန်လည်နေထိုင်ခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်